ူလားရုပ်ရှင်ယူမလဲအဲ့တော့ရုပ်ရှင်ယူမလဲအောင်မြင်သွားတော့အဲမုံဖြူကြီးလည်းပြီးအောင်လုပ်ကြမယ်ဆိုတော့မုံဖြူကြီးဆက်လုပ်လိုက်တာ1990ခုနှစ်နော်ဒီဇင်ဘာလ16ရက်နေ့မှာယုံတင်ခဲ့တယ်မမတ်ရပါပဲအဲ့တော့အဲ့ဒီမှာဝင်းဝီရယ်နော်အဲဒေါ်ကင်လန်းနုရယ်ကျွန်တော်ရေပေါ့နော်ဆန်းနောက်ထင်းမှာဖြစ်ဖြစ်တဲ့အကြောင်းအရာလေးတွေကိုဝင်းဝီရိုက်တာအမှန်တော့ပါတယ်တချင်ရလည်းကောင်းတယ်အဲနော်ဝင်းဝီကိုကျွန်တော်က ိတ်ထဲမှာနှမျိုးမိတာပါလဲဆိုတော့အခုလို digital ခဲ့မျိုးဆိုရင်စောင်းရင်ပဲတို့ပါတို့ပြန်လာနေအောင်ရိုက်မှာဟုတ်လားစစ်ကိုပဲရိုက်သွားတာသူပဲရှိတယ်ကျွန်တော်တို့ဒီနှခုခွဲတာတော့ခွဲလို့ပဲတော့ဒုက္ခရောက်တာကျွန်တော်တို့ပလင်ခင်းမှာစစ်ကိုခွဲဆိုတာမိုးလင်းတီးရရတယ်ဘာလို့မိုးလင်းတီးရအခုကင်မရာမှာဘာကြလို့ဘယ်လို့ဆိုတာရှိတယ်ဘေးကအလင်းမုံရော ကျွန်တော်မျက်စိကင်မရာတွေဘယ်လိုပေါ့အဲ့တော့မှဘယ်လိုရှင်းမှာမှန်အကြည်ပြားကြီးကတ်ထားတယ်မှန်အကြည်ပြားကြီးတပြားလုံးကိုအမဲပိတ်ထားအမဲဆက်ကူနဲ့ကပိတ်ထားတယ်ပိတ်ထားပြီးတော့ဒီတောင်းကတစ်ခွက်ကလေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးဝင်းဦးတကူကိုရိုက်မယ်ကြောချိုးပြုံးနဲ့စကားများတာရိုက်မယ်အဲ့ဒါရိုက်ပြီးတာနဲ့အဲ့ဒီဖလင်ကိုမထီးရဲမကိုင်းဖြုတ်အမောင်ထဲမှာထုတ် ခုနကဘယ်နာစတာလဲဆိုတာအချီတင်းမှတ်ထားတာကိုပြန်တက်ဆိုရင်အမောင်နဲ့လက်နဲ့ဆမ်းမတက်တက်ပြီးတာနဲ့ပြန်တက်ပြီးတော့ခုနကအနိကျုပ်ကနေရိုက်ပြီးတာနေအောင် ပြန်ပိတ်နောက်တူတော့ဒေါ်မင်းမြခင်နဲ့ရိုက်မယ်နေရတော့ပြန်ဖွင့်အဲ့လိုဖွင့်လိုက်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 ချစ်ကိုဝဲခွန်ကိုဝဲရိုက်ဖို့ဆိုတာဒီကင်မရာကိုမလှုပ်ဘဲနဲ့မိုးလင်းတိအောင်ရခဲ့ရပါတယ်အဲ့တော့ဒီရဲမှာတော့အဝတ်အစားတို့ချပင်ပြောင်းလာတော့ဘာလို့ယူရခါကြတော့ ဒီကအခုဆိုရင်ခင်ဗျားတို့မြင်တဲ့အတိုင်းပဲလဲဝါလောက်ရှိတဲ့တယ်လီဖုန်းထဲမှာနော်ရုပ်တွေအများကြီးထည့်လို့ရတယ်အရုပ်တွေအများကြီးထည့်လို့ရတယ်ခင်ဗျကိုဖြစ်သွားပြီဖြစ်တဲ့အတွက်ဒီကျွန်တော်တို့စီမံစကားထိတ်စီဟိုလူကြိုက်အောင်ထိတ်စီစာတန်းထိုးဖို့တော့အမတန်ခက်ခဲပါတယ်ဗျာဟုတ်တယ်ဟုတ်တယ်နော်ဆရာပကြီးဆရာဥပဒေကမမမရေးရေးပြီးတော့တတရိုက်ပြီးတော့ဆေးဥပဒေဆိုတာလူလုံးတို့ပေါက်ကလို့တော့ပဲဟုတ်တယ် ပြီးတော့မှဟိုကတည်းကတိုင်းဟာလဲ sorry တက်သားတို့ပဲတက်သားတို့ပဲအဲအဲ့ဒီဟာအဲ့ဒီဖလင်နဲ့ပူရိုင်းမဲ့ယူနဲ့ထပ်ပြီးတော့မှအခန်းထဲမှာဒုက္ခဒုက္ခခံပြီးမှဇာတန်းပြတာအခုဆိုအာအခုအခုဒီကြခင်မှာတော့ဇာတန်းနဲ့ဒင်းလေးပေါ်လာဟိုကနေပြန်တက်လာကျေတယ်လွန်းလိုက်လှုပ်ရှင်နိုင်လို့လို့ရတယ်ခေတ္တကူရတော့တယ်ပေါ့ကျွန်တော်တို့ကအဲ့ဒါနေပြီးတော့ငုံဖြူဇာကပြီးတော့ကျွန်တော်ဘောကကျွန်တော်ပါကျွန်တော် မာထောင်ရောက်ဆိုဇာကောက်လိုက်တယ်မာထောင်ရောက်မှာတင်းတင်းနဲ့ကျွန်တော်ရဲ့အေးတင်းပေါ့ဟုတ်အဲ့ဒါအဲ့ဒါခေါင်းဆောင်မင်းသားပြလာပြီခေါင်းဆောင်မင်းသားဒါရိုက်တာကိုယ်တိုင်ပိုက်ဆံထုတ်တာဟုတ်နော်ပိုက်ဆံ9000တသိန်းလောက်ရှိရင်တသိန်းခွဲလောက်ရှိရင်ဇာကရိုက်လို့ရတယ်မန္တလေးရုပ်ရှင်ကဣလူပေါင်နဲ့ကားအောင်အကြီးကျယ်ငါတို့အကုန်ကြခံရိုက်ရဲကျွေးကြော်ခဲ့3သိန်းကုန်တယ်နော်ဒီမင်းရတယ်နော်မင်းသားထုံးရ1000အကယ်ဒမီမြင်းမြခင်က1000 เนาะအဲ့တော့စဉ်းစားကြည့်တော့ဟိုခက်ရဲ့ကုန်ကြငွေကုန်ကြစိမ်းနဲ့ဇကာဖန်တီးနိုင်ငွင်းကိုခြေနေကြည့်အဲ့လိုကနေပြီးတော့တဖြည်းဖြည်းကျွန်တော်ရွေ့ပြီးပြည့်စည်လာတာထားလိုက်တော့အဲ့ဒါနဲ့မဟာတောင်ကျောင်းမှာအေးသင်းကအကယ်ဒမီရတော့ပါတယ်အဲ့တော့ကျွန်တော်ဒီလဲဒါရိုက်တာမင်းသားဖြစ်လာပါတယ်နော်အောင်မြင်တော့ဒါရိုက်တာမင်းသားကျွန်တော်စီးပွားရေးနားမလဲကိုဦးတက်တိပိုင်မဲ့ပိုင်ကြတော့မယ်အဲ့တော့နော်ကူးမဆိုတဲ့ကောက်ကျွန်တော်ငှားတယ် ငားတဲ့ခါကျတော့ဘူးမောင်ကိုကျွန်တော်ရိုက်တယ်ဟုတ်ခလောတော်လူဘူတာဆိုတော့ရိုက်ခွင့်ရတယ်ခလောတော်လူဘူတာတမကျွန်တော်ကအင်းလေးကံမှာငံသားသားကြီးရေချောစီးတယ်လို့ကျွန်တော်စီးပြတာကျွန်တော်အရင်ဆုံးပါပဲအဲခလောတော်လူဘူတာပေါ့ခလောတော်လူဘူတာပြီးတော့ဘူးမောင်ထဲမှာကျွန်တော်မြင်မှုတာပေါ့နော်အခုခေတ်ပြောရတာနည်းမကောင်းကျွန်တော်မြင်မှုတာဒီကျွန်တော်တို့ကရင်ရဲ့ဖခင်တူဖြစ်တဲ့ ဆောဘဝူကြီးကိုဓာတ်ပုံထဲမှာမြင်မှုတယ်မုတ်ဆိုင်နဲ့သမင်နဲ့ဘယ်ဒီကက်နဲ့အဲ့ဒီဒီဇိုင်းကိုကျွန်တော်ကနော်ကူးမမှာကျွန်တော်ဝတ်လိုက်တဲ့ခါကျနော်ကူမမှာကျွန်တော်ဇက်ဖို့အနေနဲ့အကယ်ဒမီရပြီးတော့ပထမဆုံးအကယ်ဒမီအောင်လွင်လို့ဖြစ်လာခဲ့တာပါပဲ။နော်။အဲ့တော့အဲ့တော့ပြောမဆိုရင်အရင်တုန်းကအခုကားတွေမကောင်းလို့မဟုတ်ဘူး။ကားတွေကစ်စနစ်ကကောင်းတယ်တော်ကြတယ်ပေါ့နော်။အရင်ကက်ကလူတွေကပိုကျူးစားခဲ့ရတယ်။ပိုအားထုတ်ပြီးတော့ပိုပြီးတော့ စဉ်းစားတွေးခေါ်ရလို့ပြောမလားဘာလို့သူတို့ကားတွေကအာတော်တော်များများအခုချိန်ထိတင်ကြံနေစေစမ်းတင်နေတယ်နော်ခုနေစကားကိုပြန်ကောက်ရအောင်လေကျွန်တော်တို့ရုပ်ရှင်တွေရောက်တာကခွေးတို့ဝင်ဖနာကင်ထိကင်ဝါနဲ့နေပြီးတော့ရုပ်ရှင်ကိုဝါသနာပါလုံးလို့နော်ဒုက္ခခံလာခဲ့တာလေကျွန်တော်တို့ကကျွန်တော်ရင်ထဲကထွက်တဲ့ပစ္စည်းကပုံမရပါဘောဗျာသဘောတကူကနော်အခုတတိကျွန်တော်ရုပ်ရှင်စီးအောင်ကကျွန်တော်တောင်းပေးတာ ကျွန်တော်တို့လူရှင်ဖခင်ကြီးတွေကကျွန်တော်တို့အတွက်ကိုဆောင်ရွက်ပေးခဲ့တဲ့ကျေးဇူးတွေကျွန်တော်ဆက်အောင်ဒီနေ့ကျွန်တော်တို့သမင်းစားနေတာလူရှင်သမင်းပဲဖြစ်နေသေးတယ်ဒီအတက်ရွယ်ဒီအဲတော့လူရှင်ကျေးဇူးကိုဆက်တာပါဥပမာကျွန်တော်ရုပ်ရှင်ဇီးုံမှာဆိုလို့ရှိရင်ဟောလာအရင်တုန်းကလန်လန်ဦးအောင်မောင်ဆိုတာရုပ်ရှင်ဖခင်ကြီးဟုတ်နောက်တစ်ခုကကျွန်တော်ကင်မရာရိုက်တဲ့လန်လန်ဦးမောင်မောင်နောက်ပြီးတော့မင်းသားဖြစ်လို့တဲ့ ်ဘုံဘာထေးกว่าဥညီဘူးပေါ့ဟုတ်ဒီနေ့မှတော့ကျွန်တော်တို့ကကိုယ်တိုင်ဝိုင်းဝန်းပြီးအဆိုပြုပြီးတော့ကျွန်တော်စကားတကားရရင်ဇာရေးစာမပါတော့မဖြစ်ဘူးဆိုတော့အတိတ်ရနံပါတ်1အတိနဲ့နောက်ကျေးဇူးအတိကဆရာကြီးဗေမိုးနှင်းကိုစိတ်ထဲမှာငငယ်လေးကစာလေးဖတ်လာပြီးတော့ကာရဝပြုတဲ့နေဆရာကြီးဗေမိုးနှင်းရဲ့ပထမဦးဆုံးဓာရီတာဖြစ်တဲ့ဥတုကြီးရဲ့အဲ့ဒီရုပ်ထုနှစ်ခုကိုကျွန်တော်ဒီနေ့ တက်ကြီးပြီးတော့ပဲခင်မှာ68ကျင်းမြောက်မှာအောင်မြင်မြင်တင်နေခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီခင်းရှင်တို့ထင်မှာကျွန်တော်တို့ရုပ်ရှင်ကိုကျေးဇူးဆန့်နေမှာပါပဲဒါပါပဲဟုတ်အဲ့တော့နည်းနည်းလေးတခုတော့မေးချင်တယ်ပေါ့နော်အော်မယောအမှတ်ရနေဆုံးကားဆိုရင်ဘယ်ကားလို့ပြောမလဲကိုအားလုံးတော့မှတ်ရတယ်ဆိုတော့အဲ့ဒါဆိုရင်နိမိတ်တကအဲ့ဒီအမှတ်ရပါဆိုပြောလို့ရှိလို့ရှိရင်ကျွန်တော်ရှေးတာအဲ့ဒီကားတွေရိုက်ပြီးတော့မှ ကိုယ့်ဘာကိုပတ်ဆံရအောင်မင်းသားနာမည်ကြောင်းကျွန်တော်မကြိုးစားဘူးအဲအဲမကြိုးစားဘူးလည်းဘာသွားရှည်လဲဆိုတော့ငါတို့မြန်မာနိုင်ငံမှာရေခဲတောင်ရှိတယ်နော်အဲဒါသူရေခဲတောင်တက်ကြတယ်ပေါ့အခုကျမှတက်ကြတယ်ဘာကြီးအောင်ရေခဲတောင်ရောက်တာဘယ်ချိန်တုန်းကလဲဘာကြီးအောင်လဲဆွဲတယ်လို့ရှိနိုင်သေးလားကျွန်တော်တို့ရုပ်ရှင်အနေနဲ့တော့မရှိနိုင်ဘူးကျွန်တော်83ခုနှစ်ကရောက်တာ82ခုနှစ်ဧပြီလ17ရက်နေ့မှာရောက်တာကျွန်တော်ရောက်တဲ့အချိန်မှာကျွန်တော်အကယ်ဒမီစာဆောင်လုပ်ခဲ့တဲ့ခွေးမသားဟုတ်ကော ကတော့ပါတငယ်ချင်းဆံမောင်ကောင်းနော်ကာတွန်းဆံပြင်းကြီးတဲ့ဟုတ်လားကာတွန်းဆံပြင်းကြီးနော်ကူမကြီးတဲ့ကောင်မင်းသိနောက်ပြီးတော့ဟိုတနေ့ကတငယ်မှာတွေ့သေးတယ်ခြေတမ်းမင်းမွေးနေမှာဟုတ်တင်မောင်ဆွေဆိုတဲ့အဲ့ဒီတငယ်ချင်းသုံးအောင်နဲ့ကျွန်တော်တို့ဘူတာကိုသွားလဲအဲဘူတာကိုသွားလဲတာငါတို့ရောက်ခုချင်းနဲ့မြင်မှုချင်းနဲ့ပေါ့အဲရောက်ခုချင်းသွားသွားလဲတဲ့ခါကျတော့အဲ့ဒီမှာဆရာရခွေးပုံဆိုတဲ့ရဝန်လူမျိုးကပညာတတ်ပညာဥပ္ပော နယ်နဲ့ပြီးပညာလေးပါဆစ်ဆေးရတယ်သူသူကတာကင်စာပေဆိုပြီးတော့တာကင်ဆိုတဲ့နော်ရိုင်းတစ်မျိုးပေါ့ရေခဲတော့မှာပဲရှိတယ်ဗမာပြည်မှာပဲရှိတယ်အဲ့ဒီတာကင်စာပေအမှန်တရားနဲ့ဒီကပုံမြင့်သိန်းတို့ကရောကိုရှမ်းမောင်သုံးတို့ကရောစာအုပ်တွေစာစုံတွေတင်ရောက်တဲ့အတွက်တငယ်ချင်းဖြစ်နေတဲ့သူ့အိမ်မှာတဲတယ်သူ့အိမ်မှာတဲပြီးတော့သူကခေါ်ဆောင်သွားတာကျွန်တော်တို့ရေခဲတော့မဟုတ်သေးဘူးအဲခေါ်ဆောင်တော့နံမုံဆိုတာရှိတယ်ကွ နော်မချမ်းမောဆိုတာရှိတယ်အဲ့ဒီပဲခေါ်သွားတယ်ခေါ်သွားပြီးတော့ပြန်လာတော့ကုန်းကြောင်ဖြောက်ပြီးဖပမောဟိုကောင်နေလဲမနေ့ပြန်နေတယ်ပြန်မောတက်ကြမယ်ဆိုတော့မယားမကပြန်လာအဲ့ဒီမှာတပ်မတော်ကနေပြီးတော့လေ့ကျင့်ရင်စိုက်ပျိုးရေးစခန်းတစ်ခုရှိတယ်သူတို့ကထရိုက်တာလေထုံစက်ကြီးဘော်ဒကပင်းကြီးနေရှိတယ်အဲသူတို့ကပူတာကိုသွားမယ်ဆိုတော့ဟေးရဝမ်မာလေးတွေရောလီစုမာတွေရောတခါလဲငါတို့လည်းပေါ်လိုက်ပြီဆိုတော့ကျွန်တော်လေးကောင်ကိုလိုက်ပို့တာ အဲ့ဒီမှာမမှန်ရပါကျွန်တော်တင်တယ်ဧပြီလထဲမှာပဲဟို6နာရီခွဲတော့မယ်လှမ်းကြည့်လိုက်တော့လှလိုက်တာနေဝင်ကနေမှာရေခဲတော့မြည်လှရတကယ်လာတာရေခဲတော့ပြီမှာနေဝင်ကနေအေးဒီကနေမြင်ရတာလမ်းကနေပြီးတော့အဝေးကြီးကိုမြင်ရတာပေါ့မြင်ရတော့လှလိုက်တာကျွန်တော်နောက်တော့သိတော့မတွေ့တောင်လို့ခေါ်တယ်ဟုတ်မတွေ့ဟမ်ဒီမှာရှိပါတယ်ဖုံကံတို့ဖုံကံတို့ 嗯，我啊啊。Huh. Uh huh. တို့အင်းမြင်မှာဖြစ်ပဲလူပြူမာတင်တော့ဟာရေခဲတောင်ထိတ်တင်73ခုရှိတယ်ဗမာပြည်မှာနောက်အမြင့်ဆုံးကတော့ခကာပိုရာစီဆိုတော့1900တောင်ရှိတယ်ကမ္ဘာမှာအမြင့်ဆုံးကတော့1900တောင်ရှိတယ်မောင်အေဗရက်စ်လို့ခေါ်တယ်နော်အဲ့တော့အဲ့ဒါရေခဲတောင်မြင်ပြီးတော့ငါတို့ဒီဇာကားကိုရိုက်ပြအောင်ရိုက်မယ်ဆိုပြီးတော့စတင်ပြီးတော့စိတ်ကူးတာ1962ခုပါ63ခုမှာကိုရံရေခဲတောင်သွားလေ့လာတယ် ငါလူတွေပါလာရင်ဘာကျွေးမလဲဘာစားမလဲမလိုလမ်းလျှောက်မလဲเนาะ65ခုမှရိုက်တယ်ထုံးတာနိုင်ကျွန်တော်မပြီးဘူးမင်းသမီးနွဲ့နွဲ့မူလင်းအောင်ဇော်မိုင်းဟုတ်လားအဲ့ဒါနဲ့ကျွန်တော်တို့က60เนาะ85မပြီးဘူး86မှာကကျွန်တော်ဇကာပြီးပြီးပါတယ်ကျွန်တော်လည်းမွဲပြီးတော့ကားပြောင်းအိမ်ပြောင်းဖြစ်ခဲ့ပါတယ်လို့เนาะဟုတ်အဲ့ကားနာမည်ကနေကြီးဖြာမနွေးတော့ကြာနေကြီးဖြာမနွေးတော့ကြာဟုတ် ဒါရောဒါပါပဲမဟုတ်ဘူးဘာလို့နောက်တစ်ခုလေးကျွန်တော်သိကြတာလေဒါရောအခုဟောတက်90ရှိပြီပေါ့နော်ဟုတ်တယ်အော်ကျွေးချင်တက်တက်သာဆုလဲရပြီပြီဟုတ်တခုရှိတာကကျွန်တော်သိတာကဘာရောကျွန်တော်ပြောပြနေတာလေဒီပြေကိုပြောပြနေတာဒါတွေမမေ့မလေးတော့တိတိကျကျပြောနိုင်ပါလေအခုကြားမှနေတာလေဘလို့ကြောက်လို့ပြောမလဲဒါတကယ်အအောပဲလူဆိုတာအသက်ကြီးလာရင်အိုမဲနာမဲတိရုပ်တဲ့ထိုင်းမြတ်ပုညပြဆက်အဲ့လိုလေးရှိတာပေါ့နော်ဘာရောလို့ မလန်းကြအောင်အဲ့ဒါကသူ့ရေပြောမယ်ကျွန်တော်အဖေပြောတဲ့စကားကိုပြောမှာကျွန်တော်အဖေကပြောတယ်မိမကောင်းတာအကုန်လုံးလုပ်လို့ရတယ်နော်နဲ့အကြာကြီးမလုပ်နဲ့နော်အဲ့တော့အဲ့ဒီစကားပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကကျမ်းမာရေးလိုက်စားတယ်ကိုယ့်ကိုယ်ကိုယ်လည်းထိန်းတယ်အဲ့တော့ကျန်တဲ့ဟာတွေကတော့ကျွန်တော်တို့သဘောပေါက်ပြီးသားပဲအဲ့ဒါအဲ့ဒါကြောင့်ကျွန်တော်ကကျမ်းမာတယ်လို့ထင်ပါတယ်နော်နောက်ဖေးလေးတောက်ချင်းကိုရှောင်ပါနော် အရေးတောက်လို့ရတယ်ဆေးပြေးပွားပြေးတောက်ပါနောက်ပြီးတော့ညအိပ်ပြတ်မခံပါနဲ့နော်သူကဆရာဝန်တွေကပြောတာအအသေးဆိုတဲ့ကောင်ကတစ်ချိန်လုံးအလုပ်လုပ်တယ်အဲ့တော့မင်းညအိပ်လို့အနားယူတဲ့အချိန်မှာမှအသေးကငြိမ်ရတယ်တဲ့မိမမင်းမညပါဝင်ကြကြတော့ဒီအသေးကမခံနိုင်ဘူးတဲ့အဲ့တော့ဆေးလိမ့်မစောက်တဲ့ဆရာကြီးတွေပေါ့ဆရာဦးဘုံနိုင်တို့ဟုတ်လား ိပါတယ်ဒါကြတဲ့အောင်မင်းသိန်းတို့ဟုတ်ဟုတ်လားဟိုမလိုအပ်တဲ့အချိန်မှာစောစီကွယ်လွန်ကြရတယ်အဲ့တော့ညာကြီးမပြတ်ခံပါနဲ့ညာနဲ့ကနေခုနေပြောလို့ခုကိုထိမ့်ပါနော်ကိုကောင်းတိုင်းမလုပ်ပါနဲ့ဟုတ်ကဲ့